မင်္ဂလာပါရှင်ကျမတီကာပါဒီနေ့ဖော်ပြပေးခြင်းတဲ့သတင်းကြောင်းရကတော့ပသိအစိုးရအနည်းပညာအထက်တန်းကျောင်းမှာဝိုင်းရိုက်ခံလိုက်ရတဲ့ကျောင်းသားဟာရန်ကုန်စစ်ရုံးကြီးမှာကွယ်လွန်သွားတဲ့အကြောင်းဖော်ပြပေးကြပါမယ် ။ AI တိုင်းပသိမ်မျိုးလွှတ်တော်ရုံနေမှာရှိတဲ့အစိုးရအနည်းပညာအထက်တန်းကျောင်းမှာနိုဘာလ19ရက်နေ့ကအုံစုဖွဲ့ရိုင်း၌ခံလိုက်ရတဲ့ကျောင်းသားဟောင်းကိုခန်းကျော်သူထွန်းကတော့ရမန်နေနွန်ပါ24ရက်မှာရန်ကုန်စည်ုံကြီးမှာကွယ်လွန်သွားတယ်လို့သိရပါဗျ။ပသိမ်မြို့အစိုးရနည်းပညာအထက်တန်းကျောင်းဆက်ပြန်ဌာနကျောင်းသားဟောင်းကိုခန့်ကျော်သူထွန်းကတော့ အမတ်စင်းယူဘိုနောဘာ16ရက်နေ့ကကျောင်းကိုလာရောက်စင်မှာအဲ့ဒီကျောင်းကတတိယနှစ်ကျောင်းသားမင်းပြေဆောင်အပါဝင်ကျောင်းသားတုံးဦးကအုပ်စုဖွဲ့ရိုင်းနှက်ခဲ့လို့ဥကောင်းမှာတန်ရာပြင်းထန်စွာရရှိခဲ့တဲ့ကြောင်းဒေတာကန်နေထံကသိရပါဗါကိုခန်းကျော်သူထုံးကိုတော့ပသိမ်စေုံကြီးကို ပို့ဆောင်ကုသစင်မှာဒံရကတော့အသက်အန္တရာယ်ဆိုရင်ရတဲ့အတွက် ရန်ကုန်ပြည်သူ့စေယုံကြီးကိုပို့ဆောင်ကစစ်ကူတမှုခံယူနေတော့မှာတဲ့နိုဘာ24ရက်ည10:00နာရီကကွယ်လွန်ခဲ့တာဖြစ်ကြောင်းသူ့ရဲ့တငယ်ချင်းတွေထံကသိရပါဗျာ။ သူတို့ရီစာဟောင်းကိစ္စစာနောက်ကြရင်စကားများပြီးတော့မင်းပြေစုံတို့ကဝိုင်းရိုက်တာမေရိုးတွေကလည်းလက်သီးနဲ့အခါကအထိုးခံရတာရဲ့တန်ပန်းကြတဲ့ခေါင်းညှက်ထဲပြီးတော့ရိုက်လိုက်တာရန်ကုန်စင်ယုံကြီးရောက်တဲ့ကဆရာဝန်တွေကအခြေအနေမကောင်းဘူးလို့လည်းပြောတယ်။မနေ့ကခေါင်းတန်ရနဲ့ညစင်နာကြီးကဆုံသွားပါပြီလို့ကိုခန့်ကျော်သူထွန်းရဲ့တငယ်ချင်းဖြစ်သူကဆိုပါတယ်။ဝိုင်းရိုက်ခံလာရတဲ့စက်ပြင်ဌာနတတိယနှစ်ကျောင်းသားမင်းပြေစုံပါကျောင်းသားသုံးဦးကိုတော့ရဲတပ်ဖွဲ့ကဖမ်းဆီးပြီးတဲ့နောက်နှစ်ဦးကိုအာမခံနဲ့ပြန်လှည့်ပေးခဲ့ပြီး တော့အဓိကကျူးလွန်သူမင်းပြေစုံကိုတော့ဆက်လက်ဖမ်းချုပ်ထားတဲ့ကြောင်းចောင်းဘက်ကလည်းမင်းပြေစုံကိုចောင်းနှစ်နှစ်ယာယီရက်ဆိုင်နဲ့အေးအေးယူမှုဆောင်ရွက်ထားကြောင်းလည်းသိရပါဗျ။မင်းပြေစုံကအရင်တုန်းကလည်းចောင်းသားတယောက်ကိုတန်တုံးနဲ့ရှိုက်မှုတဲ့ဘာမှအေးအေးယူတာမခံရတော့လက်ရဲဆက်ရဲကိုဖျက်နေတာကိုခန်းကိုရိုက်နှက်ပြီးတော့မင်းပြေစုံကအဖမ်းမခံရတော့သူကចောင်းထဲမှာလိုက်ပြောပြီးဂုံယူနေတာ။ ကျောင်းအုပ်ဆရာကြီးမိတာတော့မေယုတ်ကိုလက်ညှိုးနဲ့ထိုးပြီးလေးချက်ဆင့်ထိုးလိုက်တာဆိုပြီးပြုံပြုံကြီးနဲ့ပြောနိုင်တာပါကျွန်တော်တို့အကျောင်းသားတွေကတော့တင်မှုကိုဥရေအတိုင်းထိထိရောက်အေးအေးယူစေချင်ပါတယ်လို့တေဆုံးသူကိုခန့်ကျော်သူထွန်းရဲ့တငယ်ချင်းကျောင်းသားဟောင်းကဆိုပါတယ်ပသိမ်မျိုးအဝယ်မှာတရှိတဲ့အစိုးရနေပညာအထက်တန်းကျောင်းမှာအကူဖြစ်ပွားခဲ့တဲ့လူတေဆုံးတဲ့အထိပြင်းထန်တဲ့အုပ်စုဖွဲ့ရိုင်းတဲ့ဖြစ်စဉ်ကတော့ပထမဆုံးအချိန်ဖြစ်ွားတာဖြစ်ကြောင်းလည်းသိရပါတယ် ပြီးခဲ့တဲ့2024ခုနှစ်ကမြောင်မြမြို့မှာရှိတဲ့အထက်တန်းတောင်ကျောင်းတစ်ကျောင်းကကျောင်းသူတဦးကိုအတန်းပေါ်မိန်းကလေးကျောင်းသူတွေကပဲအုံစုပွဲပါရိုက်တာအနိုင်ကျင့်တဲ့ဖြစ်စဉ်ပေါ်ပေါက်ခဲ့ပြီးလူမှုကွန်ရက်မှာအဆိုပါရိုးတန့်ဖိုင်ပြန့်နှံ့ခဲ့ပြီးတဲ့နောက်မြန်မာလူထုအကြမှာဝေဖန်မှုတွေပေါ်ပေါက်ခဲ့တာလည်းဖြစ်ပါရဲ့ရှင်ဆက်လက်ပြီးတော့မလေးရှားမှာချင်းလူမျိုးရဲ့နေအိမ်ဖောက်ထွင်းမှုရင်းကင်9000ငွေကျပ်3900ခန့်နှိပါတန်ဖိုးရှိတဲ့ငွေသားနဲ့ပစ္စည်းတွေခိုးယူခံရတဲ့အကြောင်းဖော်ပြပေးကြပါမယ်။မလေးရှားနိုင်ငံကွာလာလမ်ပူးမြို့ ဂျာလန်လော့ခ်ရပ်ကွက်မှာရှိတဲ့အိမ်ငါးနေထိုင်တဲ့ချင်းလူမျိုးရဲ့နေအိမ်ကိုနိုဘာ25ရက်နေခင်ပိုင်းမှာဖောက်ထွင်းခံရပြီးတော့မလေးရှားငွေရင်းကယ်9000ငွေကျပ်3900ကန်နေပါတတ်ဖို့ရှိတဲ့ငွေသားနယ်ရွှေတဲ့ပစ္စည်းတွေအကူခံရတယ်လို့လည်းသိရပါဗျ။ချင်းပြည်နယ်ဟာခါမျိုးကနေမလေးရှားကိုရောက်ရှိလာကြတဲ့လင်မယား2ဦးအပြင်တခြားသောမိတ်ဆွေတွေနဲ့အတူနေထိုင်တဲ့အိမ်ဖြစ်ပြီးတော့ ရွှေဆွဲကျိုးနယ်ငွေသားတွေခိုးယူခံရတာလည်းဖြစ်ပါတယ်။ဖြစ်စဉ်ကတော့အင်ရှင်တွေအလုသွားတဲ့အချိန်မှာဒီနေ့နေ့လယ်ပိုင်းမှာတခိုးဝင်ရောက်ခဲ့တာဖြစ်တဲ့အိမ်ခန်းတွေကဗီဒီယိုဖောက်ထွင်းခံရပြီးတော့ Ringgit 1000တန်ရွှေဆွဲကျိုးနယ်ငွေသားတွေအပြင်တခြားအဖိုးတန်ပစ္စည်းတွေလည်းယူသွားတဲ့အကြောင်းဖောက်ထွင်းခံရတဲ့သူတွေနဲ့နှိစက်သူကဆိုပါတယ်အခိုးခံလာရတဲ့အိမ်ပိုင်ရှင်တွေကတော့ကျွန်တော်နဲ့အတီတွေပါသူတို့မနဲ့အစောကြီးအလုသွားကြတာနေကင်းပြန်လာတော့အိမ်ဖောက်ထွင်းခံရတယ်လို့ဆိုပါတယ် ပြီးတော့လည်းသူကသူတို့တခြားနေရာတွေကိုဘာမှမလုပ်ဘူးရွှေနဲ့ပတ်စပ်နေထားတဲ့နေရာကိုတန်းဖောက်ပြီးတော့ယူသွားကြတာပါလို့ဆိုပါရယ်လက်ရှိမှာတော့အိမ်ဖောက်ထွင်းတဲ့သူတွေကဘသူဘဝဆိုတာမသိရသေးပေမဲ့ CCTV မှတ်တမ်းတွေကိုပြန်လဲစစ်ဆေးပြီးတော့သိရှိနိုင်အောင်ကြိုးစားနေတယ်လို့လည်းသိရပါရယ်ရှင် ဆက်လက်ပြီးတော့ဒူရဲမှုအဖြစ်နဲ့လိန်လေဟန်ဆောင်ပြီးတော့ပုံနေတင်နေတဲ့ရေးပြတဲ့ဦးဖန်းခံရတဲ့အကြောင်းဖော်ပြပေးကြပါမယ်။လူမှုကွန်ရက်ဆမ္မနာမှာဒူရဲမှုအဖြစ်နဲ့အယောင်ဆောင်ပြီးတော့ပုံနေတင်ပြီးတော့လိန်လေပြောဆိုနေသူအမျိုးသားတအုပ်ကိုတိကျတဲ့နော်ပါ23ရက်နေ့ကဖမ်းဆီးခဲ့ကြောင်းသိရပါတယ်။အယောင်ဆောင်သူကတော့တစ်တော့မှဥပြေလင်းအောင်အမည်နဲ့အကောင်ဖွဲ့ပြီးတော့သူဟာဒူရဲမှုတအုပ်ဖြစ်ပြီးတော့မိဘတွေကလည်းအထက်တန်းရဲရာရှိတွေဖြစ်တဲ့အကြောင်းပြောဆိုစီရင်ခဲ့သူအဆိုပါမျိုးသားကွန်မင်းလာတော်မျိုးနွယ်မှာရှိတဲ့တဲခုကန်တကူမှာဖမ်းဆီးရမိခဲ့တာဖြစ်ပြီးတော့ ရဲတပ်ဖွဲ့နဲ့နီးစပ်တရေထံကသိရပါဗျသူကဒုရဲမှုယူနီဖောင်းနဲ့မျိုးနွယ်မှုအစဉ်ယူနီဖောင်းတွေနဲ့တတော်ရိုက်နေတာကောင်မလေးတွေကကြိုက်ကြတာပေါ့အစော်ကြီးအောင်ပေါ့သူကရဲပြီးအရင်ကလူစိန်နာကဂိတ်မှာတာဝန်ကျတဲ့ရဲတယောက်ပါပဲလက်နက်မဲ့ ပြက်ကွက်နဲ့ရဲပြင်းစင်းဝင်နေတာပါလို့ရဲတပ်ဖွဲ့နဲ့နှိဆက်သူကဆိုပါတယ်ရဲရရှိအယောင်ဆောင်ပြီးတော့လှည့်လည်ခဲ့တဲ့ပြည်လင်းအောင်အသက်24နှစ်ကတော့ရွှေပြည်သားမျိုးနဲ့အမှတ်ချောင်းလုံချိုရေးတပ်ဖွဲ့ခွဲကတပ်သားအစဉ်ရဲပြင်းတရုတ်ဦးဖြစ်ကြောင်းသိရပါတယ်လက်ရှိမှာတော့၎င်းကိုလှော်ကားနေပြီးရဲစခန်းမှာဖမ်းဆီးထားကြောင်းလည်းသိရပါတယ်ရှင် ဆက်လက်ပြီးတော့အီသီယိုးပီးယားမှာမီးရောင်ပေါက်ကွဲမှုဒေးလီအထိမီးရောင်ပြားတွေရောက်လာလို့လေကြောင်းလိုင်းတွေသတိပေးချက်ထုတ်ပြန်ရတဲ့အကြောင်းဖော်ပြပေးကြပါမယ်။အီသီယိုးပီးယားကမီးရောင်ပြားတွေကတော့အိုမန်နဲ့ရှင်မင်ကာတဆင်ပင်လယ်နီကိုဖြတ်ပြီးတော့အိန္ဒိယနိုင်ငံဒေးလီကိုရောက်ရှိလာတယ်လို့အိန္ဒိယမလို့သားဌာနကဆိုပါရယ်။အီသီယိုးပီးယားနိုင်ငံမှာရှိတဲ့ဟေလီကူပီ မီးရောင်ပောက်ကွဲမှုကတော့ပြီးခဲ့တဲ့တနင်္ဂနွေနေ့မနက်ကစတင်ခဲ့တာဖြစ်ပြီးတော့မီးရောင်ပြတဲ့ကိုပေထောင်ပေါင်းများစွာအထိလေရုတဲကိုထုတ်လွှတ်ခဲ့ပါတယ်။မီးရောင်ပြတဲ့ကြောင့်ပဲအိန္ဒိယမှာလေယာဉ်ခီးစင်တွေဟာ ဖြတ်သိမ်းတာနှောင့်နှေးတာဒါမှမဟုတ်လမ်းကြောင်းပြောင်းလဲခြင်းတွေပြုလုပ်ခဲ့ရပြီးတော့အိန္ဒိယလေကြောင်းထိမ့်သိမ်းအဖွဲ့ကလေကြောင်းလိုင်းနဲ့အနေနဲ့မီးရောင်ပြတွေရှိတဲ့နေရာကိုရှောင်ဖို့ညွှန်ကြားထားပါတယ်။မီးရောင်ပြညဉ့်ညံမှုအစဉ်ကိုရှင်းရှင်းလင်းလင်းမသိရသေးတဲ့အကြောင်းကျွမ်းကျင်သူတွေကပြောထားပေမဲ့လည်းအလွန်ကိုညံပြင်းတဲ့ဒေလီရဲ့လေလူအရေးအသွေးကိုထိခိုက်ပွဲမရှိဘူးလို့လည်းဆိုပါတယ်။မီးရောင်ပြတွေကတော့ပောက်ကွဲမှုတစ်ခုအတွင်းလေလူတွေမှာတင်းငယ်ပြီးတော့ပွတ်တိုက်နိုင်တဲ့အမှုံမွားတွေစုထားတဲ့တိမ်တိုက်တစ်ခုလည်းဖြစ်ပါတယ်။ ဒါဟာလေယာဉ်အင်ဂျင်တွေကိုပျက်စီးစေနိုင်ပြီးတော့လေယာဉ်ကွင်းတွေကိုလည်းညှိနှိုင်းစေပြီးတော့မြင်နိုင်စွမ်းကိုရောကြစေတာကြောင့်လေယာဉ်ပြန်သတ်မှုတွေအတွက်အန္တရာယ်ဖြစ်စေနိုင်ပါတယ်။လက်ရှိမီးတောင်ပြားရဲ့အမြင့်ပေကတော့ပင်လယ်ရေမျက်နှာပြင်အထက်၈တသမ5ကီလိုမီတာကနေ15ကီလိုမီတာကြားမှာရှိပါတယ်လို့အိန္ဒိယမလို့တာဌာနကညွှန်ကြားကဆိုပါတယ်ဒါကဂျိုရုလုံဆောင်ချက်တွေနဲ့ပြည်နှံ့နဲ့လုံဆောင်ချက်တွေကိုယာယီထိခိုက်စေမှာပါဒါပေမဲ့ယာတိဦးတို့အခြေအနေဒါမှမဟုတ်လေတို့အရေးအသွေးကို ထိခိုက်ဖို့မဖြစ်နိုင်ဘူးမင်းညားကအိန္ဒိယမြောက်ပိုင်းကိုရောက်ရှိခဲ့ပြီးတော့တရုတ်ကိုဥတည်နေပုံရပါတယ်လို့မစ္စတာမိုဟာပါထရာကဆိုပါတယ်ရှင်။ဆက်လက်ပြီးတော့ထိုင်းရေပေကူညီခဲ့စေလင်းရင်တင်သင်းမောအုပ်စုဇီလိုမဲ့ကြောင့်ဖော်ပြပေးကြပါ ိုင်းနိုင်ငံတောင်ပိုင်းမှာဖြစ်ပွားတဲ့အဆိုးရွားဆုံးရေပြည်အတွက်ကယ်ဆယ်ရေးပစ္စည်းတွေနဲ့စေပန်းဆိုင်ရာအဖွဲ့တွေပါဝင်တဲ့လေယာဉ်တင်သင်္ဘောတစ်စင်းကိုစီလို့ဖို့ထိုင်းအစိုးရကပြင်ဆင်နေပါတယ်။မိုးသက်တမ်းစွာရွာသွန်းပြီးတော့ရေကြီးရေရှာမှုတွေကြောင့်လက်ရှိချိန်ထိလူ73ယောက်သေဆုံးပြီးကယ်ဆယ်အင်းနယ်ပေးလို့ရကိုရွှေ့ပြောင်းတဲ့လုပ်ငန်းစဉ်တွေကိုလည်းအခက်အခဲတွေနဲ့ရင်ဆိုင်နေရပါတယ်။ဒေသတချို့မှာတော့7မီတာအထိရှိတဲ့ရေကြီးရေရှမ်းမှုတွေဟာထိုင်းပြည်နယ်ကိုကုနဲ့အင်းနီဂျင်မလေးရှားနိုင်ငံပြည်နယ်ရှိခုကိုထိခိုက်စေခဲ့ပါတယ်။ထိုင်းရဲ့တပ်ကတော့တင်းမော့14စင်းနဲ့လင်းတင်တင်းမော့ ရဟတ်ရင်တွေဆရာဝန်တွေထောက်ပံ့ရင်ပစ္စည်းတွေနဲ့တစ်နှစ်ကိုလူ3000စာအစားအစာချက်ပြီးတော့ထောက်ပံ့ပေးနိုင်တဲ့ပစ္စည်းတွေနဲ့အတူဆင်လွတ်သွားဖို့ရှိပါတယ်။ရေတက်ဟာတပ်ဖွဲ့တွေပို့ဆောင်ဖို့တော်ဝင်ရေတက်ရဲ့အမိန့်အတိုင်းလှုပ်ဆောင်ဖို့အသင်ဖြစ်နေတဲ့ပြညာချက်တစ်စောင်မှာဖော်ပြထားပြီးတော့လေရင်တင်သင်းမောကိုရေပေါ်စရုံအဖြစ်နဲ့အသုံးပြုနိုင်တယ်လို့ဆိုပါတယ်။ထိုင်းနိုင်ငံမှာလက်ရှိရေပေးကြောင်ခမ်းမန်းကျဲအဖြစ်တော့လူပေါင်း1.9တက်တိထိခိုက်ခံစားရပြီးတော့မိုးလေဝသအေဂျင်စီကတော့အင်္ဂါနေ့မှာမိုးသည်ထန်စွာရွာသွန်းမှုတွေနဲ့ရေကြီးရွှေမှုတွေဆက်တိုက် ဖြစ်ပွားနိုင်တယ်လို့ခန့်မှန်းထားပြီးပင်လယ်ပြင်မှာလှိုင်းမြင့်ဟာ3မီတာအထက်ရှိနိုင်တာကြောင့်လှေနဲ့ဆက်လေတွေကန့်ကွက်ဖို့တတိပေးထားပါတယ်။ပြီးခဲ့တဲ့3ရက်အတွင်းထောင်မှမြတ်စွာသောဖုံးကိုစမှုတွေအဆက်မပြတ်ရောက်ရှိလာခဲ့ပြီးတော့လူတချို့ဟာဘေးလွတ်ရာကိုရွှေ့ပြောင်းဖို့နဲ့တချို့ကတော့အစားအစာအတွက်တောင်းဆိုမှုတွေဖြစ်တယ်လို့ရေးပြီးအဆိုရဆုံးဖြစ်တဲ့ဟက်ရိုင်မျိုးမှရှိတဲ့လူမှုဝန်ထမ်းတယောက်ကပြောပါရရှင်။